ောက်ဆုံးမှာတော့ Hurricane ဟာ Bayern Munich အသင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ပထမဆုံးပြုလုပ်တဲ့ interview မှာတော့ Hurricane ကအခုလိုပြောပါတယ်စပါမှာဖလားမရလို့ဘိုင်ယန်လာပါတယ်ဆိုမှဘိုင်ယန်လည်းကျွန်တော်ရောက်မှ live set ကို၃ခုပြည့်နဲ့ show မီခွက်ပြောက်သွားတယ်။ကဲဒီနေ့မှာအတင်းသားအားလုံးကိုစုံညီစွာနဲ့ခေါ်လိုက်ရတဲ့အကြောင်းရင်းကတော့ဆရာတို့အတင်းကိုပေါ့နော်အသေးရောက်လာတဲ့ကစားသမားတစ်တယောက်နဲ့မိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ဒီကစားသမားရဲ့နာမည်ကတော့ Declan Rice လို့ခေါ်ပါတယ်။အားလုံးလက်ခုပ်တန်လေးနဲ့ချူချူပေးပါဦး။ ကဲ right ရေမင်းရဲ့အတင်းပေါ်တစ်တွေကိုဗာများပြောချင်ပါလေ။အော်ကျွန်တော်အရင်တော့အာဆင်နယ်အတင်းကိုကြည့်လို့မရခဲ့ဘူးခင်ဗျ။အဲ့တော့ကျွန်တော်ရေပြုတ်တို့တကြံအမြောက်တို့အမြဲတမ်းစနေတာပေါ့နော်။ဒါပေမဲ့အခုဒါအတင်းပေါ်တွေနဲ့အခုတင်းနဲ့ဖြစ်သွားပြီဆိုတော့အမစတော့ပါဘူးလို့ကျွန်တော်နောက်ကိုလည်းစင်ကျင်ပါမယ်လို့ကိုကလည်းအတင်းသားဖြစ်နေပြီဆိုတော့လေကျွန်တော်စခဲ့တာတွေအတွက်ပွေမြူပါနဲ့လို့